ကင်သို့တင်သွင်းမည်တရုတ်အီလက်ထရောနစ်ပစ္စည်းများအခွန်ကင်လွတ်ခွင့်ရရှိမည်အမေရိကန်ကိုတင်သွင်းလာမယ့်အီလက်ထရောနစ်ပစ္စည်းတွေအပြည့်အလန့်အခွန်စည်းကြပ်မှုကင်လွတ်ခွင့်ရရှိတော်မှာဖြစ်ကြောင်းအပီလ17ရက်နေ့နောက်ပိုင်းမှာအမေရိကန်ကောက်ခွန်နဲ့နေဆက်ကာကွယ်ရေးကရိုက်တာသတင်းဌာနကိုသတင်းပေးလာခဲ့ပါတယ်အမေရိကန်ကကင်းလွတ်ခွေပြုတ်ထားတဲ့ထောက်ကုံတွေထဲမှာစမတ်ဖုန်းတွေကွန်ပျူတာမော်နီတာတွေနဲ့အမျိုးမျိုးသောအီလက်ထရောနစ်အစိတ်ပိုင်းတွေပါဝင်ပါနေတယ်။ အမေရိကန်ပြည်ထောင်စုကကင်လွတ်ခွေပြုတ်လိုက်တဲ့အကုန်ပစ္စည်းတွေထဲမှာမပါဝင်တာတွေကိုဂိုဏ်တော်တွေကနေအမြန်ဆုံးဖိတ်ရှားမှာဖြစ်ကြောင်းအသိပေးချက်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ AP ကိုရနေ့မှာ Trump အစိုးရကအမေရိကန်ကိုတင်သွင်းတဲ့တရုတ်ကုန်ပစ္စည်းတွေအပေါ်အနှိမ့်ဆုံးအကောက်ခွန်နှုန်းထား145ရက်ခိုင်နှုန်းအထိချမှတ်ခဲ့တာဖြစ်ပါတယ်။ အခုကင်လခွေကတရုတ်နိုင်ငံမှာထုတ်လုပ်နေတဲ့ iPhone တွေနဲ့တခြားထုတ်ကုန်ထုတ်လုပ်နေတဲ့ Apple ကဲ့သို့နေပညာကုမ္ပဏီကြီးတွေအပေါ်ကြီးမားတဲ့တည်ရမှုတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။လိလာသုံးသက်သူတွေကတော့အခုကင်လခွေပေးတာဟာနေပညာပိုင်းဆိုင်ရာယင်းနှီးမြုံနယ်သူတွေအတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်တယ်လို့ပြောကြားထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။